ရန်ကုန်မြို့ဟောင်းရှိပျောက်ဆုံးနေသော သမိုင်းဝင်ဟိုတယ်ကြီးတစ်ခုမှအခန်းနံပါတ်303ပြုတ်ဝက်ချက်1980ပြည့်လွန်မိုးညိုပြကြက်ကျနှင့်နေတိုက်ခတ်နေသောညတညရန်ကုန်မြို့ဟောင်းရှိရွှေစင်လဟိုတယ်ကြီး၏လူသူကင်းမဲ့သောတတိယထက်လန်းကျောင်းတွင်ခြေတံမြင်မြန်ကျွေလာသည် မြမစာပေပညာရှင်ဖြစ်သူမိုးတက်လင်းသည်သူ၏လက်ထဲကတန်ကြီးတက်နေသောသောဟောင်းကိုလက်တုံလက်ရင်ဖြင့်စုပ်ကင်ထားသည် သူ့မျက်လုံးများကအခန်းနံပါတ်303မှောင်မျိုးနေသောတကားကိုစိုက်ကြည့်နေသည်ဒီအခန်းကို240လောက်ဘသူမှမဖွင့်ဖြစ်ဘူးဆိုတာမှန်လားဟုသူက သူ့ကိုယ်သူပြောလိုက်သည်ဟိုတယ်ပိုင်ရှင်ကဤအခန်းကိုပိတ်ထားရသည့်အကြောင်းရင်းကို ဖုံးကွယ်နေခဲ့တော်လဲမိုးတက်လင်း၏ သူတေသနာအရ1983ခုနှစ်ကဤအခန်းတွင်အသက်20နှစ်အရွယ်ကချင်မျိုးသမီးတဦးလှုပ်ဝက်သေးဆုံးခဲ့ကြောင်းသိရသည်တော်ဟောင်းကစက်တန်ကဲသို့ကျဲလောင်စွာမြည်သည်တကားသည်တန်ချေးတက်နေသောဘီလုံးများနှင့်အတူညင်းညူတန်ထွက်ကားဖွင့်လာသည် အတွင်းမှမှုန်းနှင်းနှင့်တစ်သားဟောင်းများ၏အနံ့သည် လေထဲတွင်ပြန့်နှံ့လာသည် ိုးတက်လင်းဤမျက်နာပေါ်သို့မီးရင်ဤအလင်းသည်လှုပ်ခတ်နေသောအရေးများကိုပြစ်လိုက်သည်နယံတခွင်တွင်ကြွေထဲပကြီများကွဲအပ်နေပြီးမှောင်ထဲမှ မျောကြည့်နေသည့်မျက်လုံးများကဲ့သို့ခံစားရသည့်ရုတ်တရက်အသက်ရှင်သေးသလားမျိုးသမီးဤအတန်တစ်ခုနယံမှလှိုင်းသေးကပေါ်လာတဲ့ကဲ့သို့ကြားလိုက်ရသည် မိုးတက်လင်းဤချွေးများကြောရိုးတလျှောက်စီးဆင်းလာသည် သူ့နောက်ကိုလှဲကြည့်မိသည့်အခါမီးရင်လင်းတွင်သပင်ဖြူရှည်ကြီးနှင့်မီးခိုးရောင်ရှစ်ထဲဝတ်ထားသောအမျိုးသမီးတဦးရုတ်တရက်ပေါ်လာသည် သူမ၏မျက်လုံးများမှာအနက်နက်ကြီးဖြစ်နေပြီးပါးစပ်မှသွေးတွေယိုစီးနေသည်မင်းကငါ့ကိုကယ်တင်ဖို့လာတာလားဒါမှမဟုတ်ငါနဲ့အတူပြိမိနေဖို့လား1983ຫນွေဥပေါ့ချင်းတချင်ကျေးရွာမှလာတော့မမီမီခိုင်သည် ီဟိုတယ်တွင်အလုပ်သမားအဖြစ်လုပ်ကိုင်နေစဉ်ဟိုတယ်ပိုင်ရှင်ဤသားဖြစ်သူကိုစားထွန်းနှင့်ချစ်ကြိုက်မိသည်သို့သောမိသားစုကုန်တိတ်ခါအတွက်ဤဆက်ဆံရေးကိုဖျက်သိမ်းရန်ဇာထွန်းဤဖခင်ကမမီမီခိုင်အားအစိတ်ခက်၍တက်ပစ်ခဲ့သည် သူမ၏နောက်ဆုံးအသက်ရှူသံများသည့်အခန်း၃ရ၃နေရန်များတဲ့တွင်ယနေ့တိုင်နှံ့နေသည်အဆုံးမှာတော့တခါတုန်းကပိတ်မိနေခဲ့သောဝိညာဉ်များသူတို့၏အပြစ်ဒဏ်ကို ကျွန်ုပ်တို့မြည်တို့ခံစားရသည် အခန်း303သည်ယခုတိုင် ရွှေစင်လှဟော်တဲဤမှောင်မိုက်သောသမိုင်းကိုမှတ်တမ်းတင်ထားစေပင်ဖြစ်သည်အဆုံးထိကြီးစုပေးခဲ့သည့်အတွက်ကျေးဇူးတင်ပါရဲ့ဖြင့်